ုနောက်ပိုင်းဆိုတော့လူတွေအဆုလိုက်အပြုံလိုက်သေးတာတွေနော်ဟိုမှတ်မှတ်ရရပြောရလို့ရှင်ကိုဗစ်ကာလလောက်ကလေးကတွေ့ရတယ်မြန်မာနိုင်ငံတွေကအရာနှံပြားမှာပေါ့နော်အဲ့တော့ဒါတရားပါကြောင့်ဖြစ်ကြတာတော့ဆိုတော့ချုံပြောရင်ကတ်ဆိုင်နေတာကဘာကြီးမှာမနေ့ကပဲဦးဇင်းတို့ကြည့်ပေါ့ Air India ၄ချောင်း India ၄ချောင်းလိုင်းတစ်ခုပြတ်ကြသွားတာအဲ့ဒီထက်မှ ားလုံးပဲမင်္ဂလာပါမင်းထင် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့အိန္ဒိယနိုင်ငံကလေရင်ပြတ်ကျမှုပါဝင်လက်ရှိကဘာမှာဖြစ်ပျက်နေတဲ့ဖြစ်ရဆိုးတွေနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဖျားရှင်ကိုရောမြတ်ဟောကြားခဲ့တဲ့တရားတွေနဲ့အညီဖြစ်ပျက်နေတယ်ဆိုတာကိုဒီဥစဉ်လေးကပြန်လည်ဟောကြားတရားပြသထားတာဖြစ်ပါတယ်တကယ်ကိုမှဘုသူတ္တရဆရာဖြစ်ပြီးတော့ဗုဒ္ဓတရားတော်တွေကဘလောက်ထိမှန်ကန်တယ်ဆိုတာကိုဒီဥစဉ်လေးပြပြထားတာလေးကတိတ်ကိုကောင်းမွန်အောင်မို့လို့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ် ီဒီယိုလေးကိုကြည့်လိုက်ရအောင်ခုနောက်ပိုင်းဦးစန်းတို့လူတွေအစုလိုက်အပြုံလိုက်တေးတာတွေနော်ဟိုမှတ်မှတ်ရရပြောရလို့ရှင်ကိုဗစ်ကာလလောက်ကလေးကတွေ့ရတယ်မြန်မာနိုင်ငံတွေကအရာနှံပြားမှာပေါ့နော်အဲ့တော့ဒါတရားပါကြောင့်ဖြစ်ကြတာတော့ဆိုတော့ချုံပြောရင်ကတ်ဆိုင်နေတာကဘာကြီးမှာမနေ့ကပဲဦးစန်းတို့ကြည့်ပေါ့ Air India လေချောင်းအိန္ဒိယလေချောင်းလိုင်းတစ်ခုပြတ်ကြသွားတာအဲ့ဒီထက်မှလူပေါင်း200 42ဦးပါတယ်တဲ့နော်အိန္ဒိယအိန္ဒိယကလူမျိုးတွေအများဆုံးပေါ့အိန္ဒိယလူမျိုးတွေအများဆုံးပါတယ်အဲ့တော့ဒါတွေဟာဦးဇင်းတို့ခဏခဏတွေ့နေရတယ်အိုနာမြေပြိုလို့လူတွေဆူလိုက်ပြုံလိုက်တေးပြန်ပြီးဒီနာရေကြီးလို့လူတွေဆူလိုက်ပြုံလိုက်တေးပြန်ပြီးဘဘနိုင်ငံလေရင်ပြတ်ကြလို့လူတွေဆူလိုက်ပြုံလိုက်တေးပြန်ပြီးလာခဏခဏတို့တွေ့နေရတယ်အဲ့တေးခြင်းတရားနဲ့ပြောမယ်ဆိုလို့ရှင်ဟိုမြတ်စွာဘုရားလည်းဟောထားပြီးတော့တေးခြင်းတရားဟာ မျက်စိတမင်လျက်တပြက်အသွင်းမှာကွေးတော့လည်းမဆက်မီဆန်တော့လည်းမကွေးမီမှာတေးနိုင်တယ်လို့မြတ်စွာဘုရားကဟောကြားထားတာဖြစ်တဲ့တော့ဒါကတော့တခဏထားပါဘို့အဲ့တော့တေးချင်းနေကိုဦးဇင်းတို့ပြန်ကြည့်လိုက်ရင်တေးချင်း၄မျိုးရှိတဲ့ထဲမှာအခုဘာကံတွေနဲ့တည်နေကြတာလဲဆိုတော့ဥပ္ပစိတ္တကကံလေဥပ္ပစိတ္တကကံဆိုတာကအဲ့အရှိကဟာလေးကိုပြောမှတို့နားလည်ဖို့ပို့ပြီးလွယ်မှာပေါ့တည်ချင်း၄မျိုးရှိတဲ့ထဲမှာနံပါတ်၁က ကံကုံဝင်လည်းတည်နိုင်တယ်ပြီးအတက်တက်တန်းကုံဝင်လည်းတည်နိုင်တယ်ပြီးလို့ရှိရင်အတက်ကံနှစ်မျိုးလုံးကုံပြီးတော့လည်းတည်နိုင်တယ်နောက်တစ်ခုနံပါတ်၄ကဥပိ္ပစေတကကံခေါ်တဲ့ကံကုံအတက်ကုံကံကုံလို့တည်နိုင်တယ်အတက်ကုံလို့တည်နိုင်တယ်ကံအတက်နှစ်ပါးကုံလို့တည်နိုင်တယ်ပြီးရင်ကံဝတ်တက်ကောမကုံသေးဘူးဒါပေမဲ့ဥပိ္ပစေတကကံအဲ့ဒီအတက်ကံနှစ်ပါးလုံးမကုံမဲနဲ့နော်တည်သွားတယ်ဆိုလို့ရှိရင်ဥပိ္ပစေတကကံကြောင့်တည်တာအဲ့ဒါအတိုက်ပြီးတည်တာလင်းပြတ်ကြပြီးတည်တာလို့ဆိုတာကတော့ အသက်တန်းအပြင်းရတော့တော့မကုံသေးတဲ့လူတွေများတယ်။ဘာကြောင့်ဒီထဲမှာ340အရွယ်လေးလေ။အကန်ကုံတာကတော့ဒါမပြောတတ်ဘူးပေါ့နော်။ဖြစ်နိုင်တာကတော့အသက်ကန်နှစ်ပါးလုံးမကုံဘဲနဲ့ဥပ္ပစေတကကန်ကြောင့်ထေတာလည်းဖြစ်နိုင်တယ်။အဲ့တော့ဥပ္ပစေတကကန်တွေဘာကြောင့်ဖြစ်တာတော့ဆိုလို့ရှိရင်အသက်ကုံမှာကြီးတဲ့ပုံစံတွေကိုစော်ကားလို့အဲ့ဒီဥပ္ပစေတကကန်တွေဖြစ်ရတာ။ဥပ္ပစေတကကန်တွေလည်းကြုံရတာ။ဘာကြောင့်လို့ဆိုတော့သူကကံတွေအကြောင်းကိုပြောလို့ရှိရင်ဥစ္စုံတို့ အင်မတော်ကနည်းနည်းတယ်ရှုပ်ထွေးတယ်အဲ့ဒီထဲကဒီဥပိစေတကကံလို့ခေါ်တဲ့ကံပေါ့တနည်းအားဖြင့်ဥပဃာတကကံလို့လည်းသူခေါ်တယ်တဲ့အဲ့ဒီကံကသူကကုသိုလ်တွေအားနေတဲ့ချိန်ကိုစောင့်နေတာတဲ့ကုသိုလ်တွေအားနေတဲ့ချိန်မှာသူကဝင်ပြီးတော့အကျိုးပေးတာမကောင်းတဲ့ကံပေါ့နော်အဲ့တော့ဒီဥပဃာတကကံမှာလည်းမကောင်းတဲ့ကံအကုသိုလ်ကြီးရှိတာမဟုတ်ဘူးကောင်းတဲ့ကုသိုလ်လည်းရှိတယ်နော်ကုသိုလ်ဥပဃာတကကံအကုသိုလ်ဥပဃာတကကံအဲ့ဒီဥပဃာတကကံကိုတနည်းအားဖြင့်ဥပိစေတကကံလို့ခေါ်တယ်တဲ့ နော်အဲ့တော့ဥပကာရကကံတတိယမြေဥပ္ပစ္စတကကံပေါ့အဲ့ဒီကံကဘယ်လိုလဲဆိုတော့သူကကုသိုလ်လည်းရှိတယ်အကုသိုလ်လည်းရှိတယ်ဥပမာကုသိုလ်အားနေနေတဲ့ချိန်ဆိုလို့ရှိရင်အကုသိုလ်ဥပကာရကကံဝင်ဖြတ်ဥပတတန်းစစ်နေရဖို့ကုမာရှိပင်ရှိ냐တော့လေကုသိုလ်ကအားနေနေတယ်နော်စဏ္ဍကကံလို့ခေါ်တယ်အဲ့ဒီကုသိုလ်အားနေနေတာကိုဥပကဥပကာရကကံအားကြီးနေပြီဆိုလို့ရှိရင်အဲ့ဒီဥပကာရကကံအနိုင်ယူရတာ အကုသုကံလေးကိုအဲ့ဒါလိုပဲအကုသုဥပကာရကကံကအာကြီးနေမယ်ဆိုလို့ရှိရင်အကုသုကံကိုအနိုင်ဥမာအဖြစ်ပြောမယ်ဆိုလို့ရှိရင်ဦးဇနုအဲအစားတသမင်းဟာနောက်ဆုံးမြတ်စွာဘုရားရှင်ကိုစီးကပ်ပြီးတော့ဟိုတောတာဘဏ္ဍမတိဝဘူးဥပဒကအဖြစ်ခိုင်သွားတယ်အမှန်တမ်းကကြီးညူတယ်ပုထုရှင်ပုဂ္ဂိုလ်တွေမှာဇာတတမင်းလောက်ဘုရားတရားတန်ခါရဏသုံးပါးကိုကြီးညူတဲ့ပုဂ္ဂိုလ်မရှိဘူးလို့ထာကထာမှာဖွင့်အဲ့တော့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုအဲ့ဒီလိုပုဂ္ဂိုလ်မျိုးကဘာကြောင့် ငရေကြရတာတော့ဝေစီငရေမကြပဲလောကကုံငရေကြရပါတယ်နော်ခြုံပြောရင်ငရေကြရပါတယ်ဘာကြောင့်ငရေကြရတော့ဒီမှာကုတုတွေလုံးဘာကြောင့်လို့ဆိုတော့ဟောကအကုတုဥပကရကကံကဒီကုတုကံထပ်ပို့ပြီးတော့အင်အားကြီးနေအဲ့တော့ကြောင့်ဒီကုတုကံကိုသူကအနိုင်ယူပလိုက်အနိုင်ယူပြီးတော့လောကကုံငရေကိုချပလိုက်တကယ်ဆိုလို့ရှိရင်တော့ပိသန္တရိယကံထိုက်ထားတာပိသန္တရိယကံတွေက ထင်ရှားသုံးပြောရင်ဖေတက်တဲ့ကံပေါ့အဲ့ဒီကံကြီးဆိုင်တာတဲ့ပုံကူကတော့ဝေစီငရဲ့ကြောင်ဒါပေမဲ့နည်းနည်းလေးတော့တတ်တာပါတယ်ဥပကာရတုတ်ပေမဲ့ငရဲကလည်းလုံးဝမလိုဘူးဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ခုနကပြောတဲ့ကုသိုလ်ကံကိုအဲ့ဒီအကုသိုလ်ဥပကာရကကံကဘိုးပြီးအားကြီးနေရဖြစ်တော့အနိုင်ယူပါလားကြီးတဲ့လူကငယ်တဲ့လူငယ်တဲ့လူကြီးတဲ့လူအနိုင်ယူလို့ပဲပေါ့အဲ့ဒါလိုပဲကုသိုလ်တွေအားကြီးနေမယ်ဆိုလို့ရှိရင်လေအဲ့ဒီကုသိုလ်ဥပကာရကကံအကုသိုလ်ကံလေးတွေကိုအနိုင်ယူနိုင်တယ်တဲ့ဘာကြောင့်လဲ ဒါလို့အင်ကူလီမာလာကြီးလူပြည့်စင်ကာလကလူတွေတတ်တယ်လေလက်ညှိုးတွေဖြတ်တယ်အဲ့ဒီအကုသူကံရှိတယ်အဲ့ဒီအကုသူကံကအရိယာမတ်တီးဟူသောကုသူကံလောက်သူကအာမကြီးဘူးအရိယာမတ်ကုသူကအင်မတန်မှအာကြီးတာဖြစ်တဲ့အတွက်အဲ့ဒီသူတတ်ခဲ့တဲ့အကုသူကံတွေကိုကုသူဥပကရကကအနိုင်ယူပြီးတော့အကျိုးပေးသွားတယ်နော်အဲ့တော့ပြောချင်တာက ဦးဇင်းတို့ကုသကံတွေအားနေနေပြီဆိုလို့ရှိရင်ဥပကရကခေါ်တယ်ဥပစေတကကံတွေကဝင်ရောက်ပြီးတော့အကျိုးပေးတတ်တယ်အဲ့ဒါလေးကိုမမေ့နဲ့အဲ့တော့ကြောင့်အရှင်မြတ်အဲ့ဒါဆိုလို့ရှိရင်လေဥပစေတကကံနဲ့မတည်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ကြီးတဲ့ပုံကိုယ်တွေနော်အတက်ကုံကကြီးတဲ့ဆိုတော့အတက်ကုံကိုယ်တက်ကြီးတဲ့ပုံကိုယ်တွေကိုရှ िख ိုးတဲ့အယူသေးပြူးတဲ့မလေးမစားမလုံးနေတဲ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီကံတွေ နဲတယ်အရိကံတွေကိုပယ်ဖြောက်လို့ရတယ်နောက်တစ်ခုကတော့ခြုံပြီးပြောရင်ကုသမင်းများလို့ပေါ့ကုသအားကြီးနေမယ်ဆိုရင်ဥပ္ပစေတကကံမဝင်နိုင်ဘူးတဲ့ဝင်ပြီးမလုံနိုင်ဘူးတဲ့เนาะအဲ့တော့အခုတည်နေကြတယ်တည်နေကြတယ်တွေ့နေရတာဒါဥစဉ်တို့လည်းဒီ6လပိုင်း28ရက်နေ့ထိုင်းနိုင်ငံမာချူလာတက္ကသိုလ်မှာတွားပြီးတော့ပညာသင်ပါလေရင်စီးရမှာပဲနေရာတွေပြောင်းအောင်ပဲဘယ်အကုသကံနဲ့ဥစဉ်တို့တည်မယ်ဆိုတာမသိဘူးဒါအသေးဆိုးတွေပဲအသေးဆိုးနဲ့တည်ကြတာအဲ့တော့ ဟိုစကလုံးသုံးလုံးလေးကတော့ကြားကောင်းခြင်းမှာကြားကောင်းတယ်အသေးစိုးနဲ့မသေးခြင်းဘူးဆိုရင်ဦးဇင်းတို့ဒီချိန်နဲ့ကုသိုလ်တွေကောင်းကောင်းလုပ်ဖို့နေ့စဉ်အာဆင်နဂန်ကုသိုလ်တွေကိုနောက်ပေါင်းမဲ့ကုသိုလ်တွေဘာကြောင့်လဲအဲ့ဒါလေးလောက်ကတာတော့ဆိုရင်အချိန်မျိုးတည်သွားနိုင်တယ်အခုသွားတဲ့ထဲမှာဆက်ဖီဆွဲထားတဲ့ပုံလေးတစ်ပုံတွေ့လိုက်တယ်မိသားစုပုံလေးသူတို့တည်မယ်လို့ဒါနောက်ဆုံးပုံလို့နောက်ဆုံးဓာတ်ပုံရိုက်လိုက်ချင်းလို့သူတို့ဖယ်တိပါမလဲနော်တည်မယ်တာတည်သွားတာ တည်တော်တည်တည်ချင်မှတည်လိုက်ပါအဲ့တော့ဦးဇင်းတို့ဟာချိန်မြေးတည်သွားနိုင်တယ်ချိန်မြေးတည်နိုင်တယ်မကောင်းတဲ့ဟာတွေတိတ်မလို့ကြားနေတော့နော်ကဘာကြီးကက်ဆေးနေပြီအဲ့တော့ဥပိ္ပစေကကံနေနဲ့နော်ကာတိုက်ရင်နစ်မြင်းငင်လို့တိုက်ပြီးလေရင်ပြတ်ကြကာစီရဒါသေးဟာဥပိ္ပစေကကံနေအဲ့ဒီဥပိ္ပစေကကံနေတဲ့ကိုမပါရအောင်ဘယ်လိုနေရမလဲဆိုတော့ငါပြောတဲ့ကုသိုလ်များများလုပ်ပြီးတော့ ကုသိုလ်ကံနေအားကောင်းနေလို့ရှိရင် အကုသိုလ်ကံကမဝင်နိုင်ဘူးဒါကြောင့်ကုသိုလ်တွေများများပြုလုပ်ပြီးတော့အားလုံးနေနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်ဟုတ်ကဲ့ဥစဉ်လေးဟောကြားသွားတာကတော့ဒီလောက်ပါပဲဘုရားဘာသာဝင်တို့အနေနဲ့တရားဘာဝနာအတိအမြင်တိုးပွားမယ်လို့ညွှန်လင်းပါတယ်အားလုံးလည်းကောင်းမှုကုသိုလ်တွေများများလုပ်နိုင်ပြီးတော့ဘေးကင်းကြပါစေလို့ဆုတောင်းလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးမှာအခုလိုမျိုးအကျိုးရှိသည်မဲ့ဗီဒီယိုတွေ ိတ်ဝင်စားစရာအကြောင်းအရာတွေသတင်းချက်လက်တွေဘူးတုတရစရာတွေကိုစင်စမ်းမပြတ်တင်ဆက်ပေးတော့မို့ channel လေးကို subscribe နှိပ်ပြီးတော့လူဒီခေါလောင်းလေးကိုလည်းဝင်ခဲ့ပေးဖို့ပြောကြားချင်ပါတယ်ကြီးစုပေးသူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာဝင်ရောက်ရေးသားသွားလို့ရပါတယ်